ြောင်းရွှေ့တွေမှာခြေသွက်လက်သွက်ရှိနေတဲ့ Liverpool နဲ့ FSG မင်္ဂလာပါကိုခင်းအင်းစတာဖုတ်ဘောရှိုးအနေချိုးတော်ရယ်ကျွန်တော်ဒီနေ့မှာတော့ Liverpool တင်းရဲ့ခြေသွက်လက်သက်ရှီလွန်းလာတဲ့အပြောင်းရွှေ့တွေအကြောင်းကိုတုံးသက်ဆွေးနွေးမှုလုပ်သွားကြပါမယ်မတုံးသက်လို့မရဘူးဗျ လီဗာပူးရဲ့လူခေါ်မှုတွေကစနစ်ကြပြီးပြီလွန်တယ်အဲ့အတွက်ကြောင့်လီဗာပူးလူခေါ်မှုတွေကစိတ်ဝင်စားစရာ ကောင်းတယ်လို့သူတို့ဘာလို့မလဲဆိုတာလဲစောင့်ကြည့်ခြင်းစရာ ကောင်းလာတယ်ထို့ဒီနေ့ရာဒီလူခေါ်မှုအကြောင်းမပြောခင်မှာပြီးခဲ့သောရာဒီကလီဗာပူးရဲ့ပါနက်စွာပြီစွာနဲ့စနစ်ကြသောလူခေါ်မှုအကြောင်းတွေကိုကျွန်တော်အရင်စပြီးတော့ဆွေးနွေးခြင်းတယ်2024-25ဘောလုံးရာဒီလီဗာပူးအသင်းဒီပရီးမီးယားလိအသင်း20လုံးမှာဆိုရင်ငွေကြေးသုံးစွဲမှုအနည်းဆုံးလုပ်ခဲ့တဲ့အသင်းပါဒါကို တတိထားမိတဲ့ညီကိုတွေလည်းရှိကောင်းရှိမယ်တတိမထားမိတဲ့ညီကိုတွေလည်းရှိမယ်အဲ့အတွက်ကြောင့်ကျွန်တော်ပြန်ပြီးတော့ alert လုပ်တာပါတန်တက်လာတဲ့အသင်း3သင်းတထောင်ငွေကြေးသုံးဆွဲမှုနည်းခဲ့တဲ့ အသင်းတော်ကစားသမား၂ယောက်ကိုပဲခေါ်ခဲ့တယ်ဒီထဲကတစ်ယောက်ကနောက်ဘောလုံးရာသီရောက်မှအသင်းနဲ့ပူးပေါင်းမယ်ဖလင်စီယာကိုသမားမာမာဒါရှက်ဗလီဖက်ဒရီကိုချေးသာအစီအင်ဂျူရီရပြီးတဲ့နောက်ဘယ်သေးမှမခေါ်တော့ဘူးပရိသတ်ကိုချွေးသိမ့်တဲ့အနေနဲ့ခေါ်ပြလိုက်တယ်ပွင့်လင်းပြောရင်တော့ဗျာလူမခေါ်ပဲအာနာစတော့ဒီယာဂင်ကလော့ပ်ရဲ့အထိုင်ကိုမပြတ်ဖဲနဲ့ဒီတိုင်းရှေ့ဆက်ခဲ့အဲ့တော့ဒီလိုရှေ့ဆက်တဲ့ဆိုတဲ့နေရာမှာအာနာစတော့တယောက်တည်းဆုံးဖြတ်ချက်ကြောင့်မဟုတ်တလို့ FSG ကလည်းလူမခေါ်ယူပေးဘူးကွာဆိုပြီးဆုံးဖြတ်ခဲ့တာတော့မဟုတ်ပါဘူးသူတို့မှာ ရွယ်ချက်စိတ်ကူးစိတ်တန်းတစ်ခုတော့ရှိတယ်ဗျာအသင်းတွေကဟိုတသင်းနဲ့တသင်း transfer flow ချင်း strategy ချင်းမတူပါဘူးအလီဗာပူးအထာသည်အသစ်ခေါ်လိုက်တဲ့ကျွန်တော် Richard Houston တိတ်လိုက်ဖတ်ကျွန်တော်သတိထားမိသလားအသင်းတွေထဲမှာလီဗာပူးဒီလူခေါ်ဦးတာအဲ့လိုအချစ်လက်ဆုံးပဲဗျာ ငွေမသုံးပြောတာမဟုတ်တော့သုံးတယ်။နှစ်ယောက်သုံးယောက်ပြိုင်မသုံး။တစ်နှစ်ကိုတစ်ယောက်လောက်ငွေကြေးသုံးဆွဲမှုလို့ဒါဝင်နူးညက်စ်လက်ထက်တုန်းကနူးညက်စ်ကိုသုံးတယ်။နောက်ဘော်လုံးရသေးမှာဆူပိုးစလိုင်းကိုသုံးတယ်။မက်ဂလီစတာကျတော့ဆူပိုးစလိုင်းတို့ဒါဝင်နူးညက်စ်တို့လောက်မများတော့ဘူး။အဲ့တော့အမြင့်ဆုံးငွေကြေးသုံးဆွဲမှုလုပ်တယ်၊ပြင်အလေလက်၊ပြင်အနိုင်ဆုံးစတဲ့ငွေကြေးသုံးဆွဲတဲ့ပုံတံတန်မျိုးနဲ့ပါနက်ပီးစွာရှစ်ဆက်လာခဲ့ပါ။ဒီအချိန်မှာဘုံမောက်ရဲ့အကောင်းဆုံးအစုအဖွဲ့တစ်ခုကိုဖန်တီးပေးခဲ့တော့ Sporting Director Richard Hughes နဲ့ပေါင်းလိုက်တဲ့အချိန်မှာကြောက်အတောင်ပံတက်ပေးလိုက်သလိုတော့ဖြစ်သွားတယ်ကျွန်တော်တို့သိထားသလား Richard Hughes ကငွေကြေးအများကြီးတုံးဆွဲတဲ့ Sporting Director တယောက်တော့မဟုတ်ဘူးအများကြီးလည်းတုံးနိုင်မှာမဟုတ်ဘူးပေါ့ဘာကြောင့်လဲဆိုတော့သူကဘုံမောက်ကိုတာဝန်ယူခဲ့ရတာဟုတ်တော်တော် Liverpool ကြတော့အဲ့လိုမဟုတ်ဘူးတုံးသိရင်တုံးမယ် short သိရင် short မယ်ချစ်သိရင်ချစ်မယ်ဆိုတဲ့ပုံစံမျိုးသွားတဲ့အတွက်ကြောင့်2025 26ဘောလုံးရသည်မှာ Liverpool ရဲ့နော် ထိပ်ပိုင်း management အသွင်သစ်အမြင်သစ်ကိုကျွန်တော်တို့ထပ်မြင်လာဖို့ရှိတယ်ဘလို့အသွင်သစ်အမြင်သစ်တော့ FSG Richard Hughes Arnaslo သူတို့ရဲ့စိတ်ကူးစိတ်တမ်းပင်ကိုအရေးသွေးတွေလုံပြကင်ပြမဲ့အရာအားလုံးအပြည့်မြင်ရမှာပါဒီနေ့ပေါ်လုံးရသည်မှာခရက်ကစတင်ပေါင်းစည်းခဲ့ပေမဲ့ရှေ့ကိုနော်ခြေသုံးလမ်းလောက်လှမ်းဖို့နောက်ကိုခြေတလမ်းလောက်စုပ်ထားတဲ့ပုံသဏ္ဍာန်မျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Arnaslo ရဲ့အထားဘလို့ပုံစံမျိုးလဲ တေချာမတိရသေးဘူးတရိုင်းကလော့ပ်ရဲ့အထိုင်အများကြီးမဖြတ်သေးဘူးဗျာဒီတိုင်းပဲသွားတာဒီနေ့ရာသီမှာမှတီးလိုက်မယ်ခုနှစ်တူပဲ Richard Hughes ကလည်းပြီးခဲ့တဲ့ရာသီမှာခပ်ပါပါပဲပုတ်သူ့ရဲ့ဟိုလူခေါ်ယူနိုင်မှုစွမ်းရည်ဟိုကင်းတောက်စွမ်းရည် ဆုံးဖြတ်နိုင်သွန်းဒါတွေကျွန်တော်တို့မသိသေးဘူးထိုနည်းတူပဲ FSG ကလည်းငွေဘလောက်သုံးပေးမယ်ဆိုတာဒီနှစ်ရာသီကျွန်တော်မသိခဲ့ဘူးသို့တော့2025 26ဘောလုံးရာသီမှာဒီထိပ်ပိုင်းအသွင်သစ်အမြင်သစ်ရဲ့ ability တွေကိုတေချာပေါက်မြင်ရလိမ့်မယ်ဆိုတော့အခုပဲကြည့်ဘောလုံးရာသီမစသေးဘူး transfer window မဖွင့်သေးဘူးဘောလုံးရာသီအဟောင်းတော့မကုန်သေးဘူးဗျာ liverpool အင်းရဲ့အဲ့ဒီကုနာကအပေါ်ပိုင်းကနော် management ဒီကစားသမားခေါ်မှုတွေကိုလှင်မြန်စွာလှုပ်လာနိုင်အဲ့ဒီကစားသမားတွေကလည်းလွဲကူစွာခေါ်လို့ရတဲ့ကစားသမားတွေမဟုတ်ဘူးတနည်းအားဖြင့်ကို ့ရဲ့အသင်း policy ကောင်းမှအနာဂတ် plan စီမံကိန်းကောင်းမှခေါ်ယူလို့ရတဲ့ထိတ်တန်းကစားသမားမျိုးတွေပထမတရား frame pound frame pound ဒီပြောင်းရွှေ့ခြင်းအနေငယ်ပဲတက်ပြီးစာချုပ်ရှည်ချုပ်ထားတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ဘယ်အသင်းခေါ်ခေါ် ခေါ်နိုင်တယ်အဲ့ဒီအမောက်ပမာဏကိုသို့တော့ဘာကြောင့်တခြားသင်းတွေမခေါ်တော့မခေါ်တာတဲ့ဆိုင် ခေါ်လို့မလွယ်လို့ကစားသမားကိုတိုင်းဒီပလန်ကောင်းတဲ့အသင်းစူဖလားစိန်ခေါ်နိုင်စွမ်းရှိတဲ့အသင်းမျိုးကိုပြောင်းရွှေ့ခြင်းတဲ့အတွက်ကြောင့်အသင်းတိုင်းလူလူကခေါ်လို့မရတာပါဖရင်ပေါင်ကတ်ထားတဲ့ပေါင်တန်း30လောက်ပါဗျာဒီဘက်မြန်မာခေတ် modern ဘုံလောကမှာမျက်စိမိတ်ပြီးခေါ်နိုင်တဲ့အသင်းတွေတပုံကြီးပဲတန်းတက်လာတဲ့အသင်းတော့ခေါ်နိုင်သို့တော့အဲ့လိုကစားသမားမျိုးကို Liverpool ဒီတေချာစီယုံတိမ့်သွင်းပြီးတော့ အာနိုးရဲ့နေရာမှာစားထိုးနိုင်ခဲ့တယ်ကျွန်တော်အမြင်တစ်ခုတည်းပြောမယ်ဆိုရင်အာနာစလော့ကတော့အာနိုးထက်ကိုပို့ပြီးတော့ frame bound ကိုသဘောကျလောက်တယ် frame bound ကိုပြီးခဲ့တဲ့တပတ်ကလေးကအသင်းနဲ့ဆေးစစ်မှုတောင်ခံပြီးသွားပြီကျော် frame bound တရားကိုရတာနဲ့တော်တော် impress ဖြစ်ရှင်စီကကောင်းသွားပြီဗျနောက်ထပ်နေရာတွေမှာစားထိုးမဲ့လူတွေကိုလည်းသူတို့ပြစ်မှတ်ထားရတယ်ဒါ့အပြင်အသင်းမှာလုံးဝပထုတ်လို့မရတဲ့စီနီယာကစားသမား2ယောက်ဖြစ်တဲ့မိုဆာလာနဲ့ဗာဂျီဗန်ဒိုက်ကိုလည်းစာချုပ်တက်တန်း ိုးနိုင်ခဲ့တယ်။အဲ့တို့ကြောင့် Liverpool သွားနေပေမဲ့ကျွန်တော်တွေကဟိုပီပါနေတဲ့အတွက်ကြောင့်သူတို့လောက်သွားခါမှာအကောင့်ထဲပေါ်ပြီးသွားခါမှာအော်ဒီကောင်တွေကဒီလိုလောက်ပါလားဆိုပြီးသိခွင့်ရတယ်။ Trent ကတော့ချွင်းချက်ပေါ့နော် Trent တယောက်တည်းကတော့မမျော်လင့်တဲ့အခြေအနေတစ်ခုနဲ့ Madrid ကိုပြောင်းသွားတယ်ပေါ့လေ။တိုးတော့ကျွန်တော်တို့ဖာဂျီရိုမူဆာလာရိုစာချုပ်တက်တန်းတိုးဖို့မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာအဲ့အတွက်ကြောင့်လီဗာပူးရဲ့လုပ်ပုံကင်ပုံတွေအပြောင်းအရွှေ့ပေါ်လစီတွေထိတ်တန့်မန်နေဂျမန့်တွေရဲ့စွမ်းဆောင်ရည်တွေက အထင်ကြီးလေးသားစရာကောင်းတယ်။ကဲအခုနောက်ဆုံး Florian Vice တန်ထွက်နေတာပဲ။ဟိုနာမည်ကြီးသတင်းထံတော်တော်များတော့ဟိုဖော်ပြပြီးသွားပါပြီ။ Florian Vice က Liverpool ကိုပြောင်းခြင်းနဲ့ Vice နဲ့ Paston Thames agree ဖြစ်သွားပြီး Fabrizio Romano တို့ Austin တို့တခြားတခြားသောနာမည်ရသတင်းဌာနတွေ ်နော် reporter တွေအကုန်ကြီးပါပေါ်ပြတာပါတိုးတော့ကျွန်တော်ကဘောလုံးသတင်းတွေတော့အရင်တော့မယုံကြည်ရဘူးအတိအကျကြီးဗျာတရားခိုင်နှုန်းပြောဖို့ဆိုတာခက်ခဲတယ်အဲ့အတွက်ကြောင့် Vis နဲ့ Liverpool နဲ့ပတ်သက်တဲ့သတင်းတွေကို Liverpool ပြည်သက်တွေအနေနဲ့စိတ်ချယုံကြည်လောက်တဲ့အထိအနေငယ်တော့စောင့်ကြည့်နေခြင်းတယ်တိုးတော့အခုချိန်မှာတော့ Vis ကိုခေါ်ယူရေးကတခြားအသင်းတွေထက်ကို Liverpool ကအခြေအနေကောင်းပါတယ်အဲ့တော့ Vis နဲ့ Liverpool အကြောင်းလဲကျွန်တော်ရှင်းမှာအများကြီးဆွေးနွေးပြီးပြီ Florian Vis ပြောင်းနိုင်မဲ့ကလပ်တင်းကနှစ်သင်းပဲရှိတယ် Bayern Munich နဲ့ Liverpool အဲ့တော့ Bayern Munich ကိုသူလက်ရှိအချိန်မှာမပြောင်းခြင်းဘူးသူပြောင်းရွှေ့ခြင်းတဲ့ club က Liverpool လို့ပဲပြောထားတဲ့အတွက်ကြောင့် Vis ကို တက်ထားတဲ့ပြောင်းရွှေ့ကြီးအမောက်ပမာဏကိုသာလီဗာပူးနဲ့လီဗာကူစင်ကြားဆွေးနွေးညှိနှိုင်းနိုင်မယ်ဆိုရင်ဒီပြောင်းရွှေ့ကဖြစ်ဖို့ percentage အတော်များတယ်အတော်များတယ်လို့ပဲကျွန်တော်ပြောချင်တယ်နော်ဘာမှမဆိုဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ဗျာဘောလုံးပြောင်းရွှေ့တွေဆိုတာမျိုးစုံဖြစ်သွားနိုင်တယ်တိုးတော့ potential ကြီးကျွန်တော် light တွက်ကြည့်မယ်ဆိုရင် vis ကလီဗာပူးကစားသမားဖြစ်ဖို့များလာပြီ okay အဲ့တော့ vis ကိုခေါ်ယူခြင်းရဲ့နောက်ွယ်အာနာစတော့ရှိရလို့ကျွန်တော်သိထားအာနာစတော့ဒီသူ့ရဲ့ plan သူ့ရဲ့ viewer စီမံကိန်းမှာမင်းဘယ်လိုမျိုးအတုံးတော့ခံမယ်ဘယ်လိုမျိုးအတုံးချမယ်ဆိုတာကိုစီယုံသ ိမ့်သွင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းအချက်အလက်မျိုးတွေလည်းရထားပါအဲ့တော့ပြောပြောဆိုဆိုအာတေတာနော်အန်ဇိုမော်ရက်စ်ကရူဘင်အမော်ရင်အထောင်တိုက်စစ်မှုစစ်စစ်တွေကိုခေါ်ယူခြင်းနေတဲ့အချိန်မှာလီဗာပူးအသင်းကတော့အထောင်တိုက်စစ်မှုတယောက်ခေါ်ယူခြင်းနေဆိုတဲ့သတင်းမျိုးတွေမကြားထားအောင်ရှိတဲ့တိုက်စစ်မှုဒါဝင်နူးညက်စ်တောင်ရောင်းဖို့လုပ်နေဒီအေဂိုဂျိုတာရောင်းဖို့လုပ်နေအဲ့တော့လီဗာပူးအသင်းရဲ့တိုက်စစ်ပိုင်းမှာအထောင်တိုက်စစ်မှုစစ်စစ်တယောက်ထက်စာရင် inside forward ပုံစံမျိုး မူဆလာတို့နော်လူးစ်ဒီအက်စ်တို့ထွက်ဆော့မယ်ဒီပလိုင်းဖော်ဝတ်ပုံစံမျိုးဖလော်ရီယန်ဗစ်ကိုတဲပြီးကစားတဲ့ကစားစီတဲ့ပုံတံအခင်းချင်းမျိုးမြန်ဖြစ်လာလိမ့်မလားပေါ့နော်ဆိုတော့အနှစ်ချောရမယ်ဆိုရင်ဒီနေ့ရတဲ့လီဗာပူးသင်းရဲ့အပြောင်းရွှေ့တွေကတိတ်ကိုလှင်မြန်လွန်းပြီးတော့ခြေတွက်လက်တွက်ရှီလွန်းလာပါတယ်ဒီနှစ်တောင်မှလီဗာပူးဒီဒီလောက်တည်ငြိမ်တဲ့စွမ်းဆောင်ရည်မျိုးပြတ်ထားနိုင်ရင် နောက်နှစ်ဘောလုံးရာသီမှာဒါဒီ အတွင်သည့်အမြင်သည့်ထိပ်ပိုင်းအစုအဖွဲ့ရဲ့စွမ်းဆောင်ရည်တွေကြောင့်ကစားသမားအစ်တီတာရောက်လာမဲ့ဆိုလိုကလီဗာပူးရဲ့အခြေအနေကဒီထက်ပိုပြီးတော့ပဲကောင်းမွန်လာစရာရှိပါကြောင်းတုံ့သက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်